လုံးမင်္ဂလာပါချဲဒီနေ့မှာတော့ဒီလက်အိတ်ထုံးနီလေးကိုညဝေပေးတော်မှာဖြစ်ပါတယ်။အခုမှစထိုးတဲ့ beginner လေးတွေကိုထုတ်လွတ်လွယ်အောင်လို့အလွယ်ဆုံးထုံးနီလေးကို ပြထားပေးပါရနော်။အားလုံးလည်းစိတ်နဲ့တက်မယ်လို့မျှော်လင့်ပါတယ်။အခုစောင်းဝင်လာပြီဆိုတော့အေးတော့မှာပေါ့နော်။အဲဒါကြောင့်မလို့နှွေးလဲနှွေးရမယ်၊ခြိလဲအီအီလေးဖြစ်ရမယ်။ဆိုတော့ချက်ကဒီရခဲ့ချီအီအီလေးကိုတုံးထားဖြစ်ပါတယ်။သူကအရန်လဲအီရဲ့အရန်လဲနှွေးတယ်နော်။ ဒီဇိုင်းလေးရလေးချိလိုက်အောင်အရန်ကိုချစ်ဖို့ကောင်းနေတော့လက်ဆောင်ပေးဖို့အတွက်အရန်တင်တော်တဲ့လက်အလီဖြစ်ပါတယ်ချရိုချီကိုတော့လေမစ်ကော်တွန်4 blind 5 blind လောက်နဲ့လဲထုတ်လို့ရတယ်ချီကတော့ဒါကိုဒီရဲ့ရခဲချီအသေးဆုံးလေးပေါ့နော်ဒီဟာလေးနဲ့ထုတ်ပါတယ်လက်အိတ်တစုံစာတွက်ဆိုရင်ချရိုတလုံးဆိုလောက်တယ်ပေါ့နော်အပေါ်ကအပန်းလေးကတော့နည်းနည်းစီလို့ပါမယ်အဆိုင်လေးလည်းချေရေးထားပေးရနော် ကိုချေရစာထုံးမဲ့ချီလေးကိုကင်ထားမယ်ဘောနော်ချီကင်နာတော့ကိုစင်ပြေတို့ကင်လို့ရပါတယ်ပြီးရင် slip knot လေးလောက်ပါမယ်ကျတို့ဖွမီမထိုးခင်မှာကျတို့ project တိုင်းထိုးနေကြဖြစ်တဲ့ဒီ slip knot လေးထိုးမှာဘောနော်ပြီးပြီဆိုရင်တော့ဖွမီကျတို့16ခုထိုးထားပါမယ် ပြည့်ပြီဆိုရင်တော့ကျတို့က၃ပေါက်မြောက်ကနေပြောမှကျတို့ကတိုင်ရှည်ထိုးရမယ်ပေါ့နော်၃ပေါက်မြောက်ကနေတိုင်ရှည်ထိုးမယ်တိုင်ရှည်ကတော့တရရစ်ပြီးတော့ပေါက်တဲ့ထဲပြီးရင်ဆွဲလာတဲ့အခါကျတို့နှစ်ကျိုးနှစ်ကျိုးဆွဲထိုးတော့ပေါ့နော်တရရစ်မယ်ပေါက်တဲ့ထဲမယ်ကျူဆွဲလာမယ်နှစ်ကျိုးဆွဲထိုးပြီးရင်နောက်ထပ်နှစ်ကျိုးဆွဲထိုးမယ်ပြီးရင်အဲ့အတိုင်းပဲဆက်ထည့်လာမယ်ပေါ့နော် ဒါကိုစုစုပေါင်းချေလို့73တိုင်ထိုးလာပါမယ်တတိုင်းပြီးတတိုင်းထိုးတဲ့အချိန်မှာစိတ်ထန်းနေပြီးတော့ရေပြီးတော့မှထိုးခဲ့ပါနော် 73တိုင်ပြည့်ပြီဆိုရင်တော့ကျွန်တော်ကနောက်ဆုံးတစ်ပေါက်ကျန်တယ်ပေါ့နော်နောက်ဆုံးတစ်ပေါက်ထဲကိုကျွန်တော်ကတိုင်ရှိတရစ်တင်တိုင်ရှိပေါ့နော်တည်တင်တိုင်ရှိ6တိုင်ထိုးပါမယ် ကျွန်တော်6တိုင်ပြပြီးပြီးပြီဆိုရင်ဟိုဘက်မှာဂျန်နဲ့73တိုင်ကိုကျွန်တော်ကနောက်ထပ်တချမ်းလိုမျိုးဖြစ်နေမှာပေါ့နော်ဖူမီနောက်ထပ်တချမ်းလိုမျိုးဂျန်နေမယ်အဲ့တော့ကျွန်တော်စစပဟိုဘက်ကဂျန်နဲ့73ပေါက်ကိုတိုင်ရှိတပေါက်တတိုင်းစီထိုးလာပါမယ်နော်ဒါရင်တော့နာတရန်တက်ဖို့ဖမင်းနှစ်ခုထိုးပါမယ်။ထိုးပြီးလဲလိုက်ပါနော်။လဲပြီးရင် teacher ကိုအာ73တိုင်အရင်ဆုံးတိုင်းစီ73တိုင်အရင်ထိုးလာပါမယ်။ကျဲပတန်လေးရေးထားပေးရနော်။ပတန်ကြည့်ပြီးထိုးတခါလေးထိုးချင်တဲ့တွေကပတန်လေးကြည့်ပြီးထိုးခဲ့လို့ရပါတယ်။နားမလည်ရရှိရင်ဗီဒီယိုလေးတစ်ချက်ပြန်ကြည့်ပါနော်။ 73တိုင်ပြီးပြည့်သွားပြီဆိုရင်တော့ကျွန်တော်ကအပေါ်က6တိုင်ထည့်ထားတယ်ပေါ့နော်အဲ6တိုင်ကိုကျွန်တော်ကတပောက်ကိုတိုင်ရှိ2တိုင်စီထည့်ပါမယ်2တိုင်ပေါ့နော်အတခါပြီးမနောက်တိုင်ပေါ့နော်အဲ့နောက်အဲ့ဟိုစစ်ပောင်းကျတို့6ပောက်ရှိရဆိုတော့6ပောက်လုံးကိုကျတို့ကတိုင်ပွား2တိုင်2တိုင်စီထည့်ခဲ့မယ်နော် လုံးတဲ့ကိုကျွန်တော်တိုင်ပါလေးထိုးပြီးပြီဆိုရင်တော့ကြံတဲ့73တိုင်ကိုတပောက်တိုင်စီထထိုးလိုက်ခဲ့နော် ိုနောက်တန်းတက်မယ်ဖူမီနှခုထိုးပြန်လဲမယ်ပြီးရင်ကျတို့ကဖူမီနှခုထိုးပြီးရင်ဒီပထမတစ်ပောက်ကနေစထိုးမှာပေါ့နော်ဒီမှာလည်းအရင်ဆုံး73တိုင်းအရင်ထည့်ပါမယ်တပောက်အတိုင်း73နိုင်ထိုးလာပြီးပြီဆိုရင်တော့ကျတို့ အာခုနပွားခဲ့တဲ့တိုင်ပေါ်မှာပထမဆုံး 1dc ထိုးမယ်ပြီးလို့ရှိရင်နောက်တစ်ပောက်ကိုအာတိုင်ပွားထိုးမယ်တိုင်ရှိတိုင်ထိုးနောက်တစ်ပောက်ကိုတိုင်ပွားထိုးပြီးအပတန်တိုင်းမယ်တိုင်ရှိတိုင်ထိုးမယ်ပြီးနောက်တစ်ပောက်ကိုတိုင်ပွားထိုးမယ်အဲ့ဒါကိုလည်းကျွန်တော်6ပြန်ထိုးလာပါမယ် 6ပြန်ထုတ်ပြီးသွားပြီဆိုရင်တော့ channel 73တိုင်းကိုတိုင်းစီလေးဆက်ထုတ်ခဲ့ပါနော်မင်းနဲ့တန်းထုတ်မယ်ဖမီနခုထုတ်ခုနလိုပဲတိုင်းစီ73တိုင်းထုတ်လာမယ်နော်ဒီတစ်ခါမှာတော့ကျတို့ကတိုင်ပွားအရင်ထိုးမှန်ပါเนาะတိုင်ရှိအပွားလေးအရင်ထိုးမှန် ပြပြဆိုမှတပတ်ကိုတတိုင်းတိုင်းရှိတိုင်းထည့်တယ်။နောက်တပတ်ကိုတတိုင်းတိုင်းရှိတိုင်းထည့်တယ်။အော်ပတ္တမချဲ 2DC လို့ပဲထည့်ပေးထားရနော်။ DC increase ဆိုကြမှာကိုချေထိုးနေရဟာလေးလို့ပွားမယ်။အရင်ဆုံးပွားတဲ့တိုင်းလေးထိုးမယ်။ပြီးမှတပတ်ကိုတိုင်းရှိတိုင်းနောက်တပတ်ကိုတတိုင်းကျော်နှစ်တိုင်းနော်။ DC increase 2DC လို့လို့ထိုးမယ်။ဒါလည်းချက်ပြန်ထိုးပါ ခြားပြန်ထုတ်ပြီးသားရင်ကျွန်တော်ခုနလိုပဲ 73DC ပေါ့နော်အာဂျန်နဲ့အပေါက်ထဲက73တိုင်းကိုဆက်ထုတ်ခဲ့ပါလွယ်လွယ်လေးပဲနော်တိုင်းရှိလေးပဲဆိုတော့အရင်မခတ်ပါဘူးပတ်တန်လေးလည်းတခြားလိုက်ထုတ်ခဲ့ပါနော် ဆုံးထိပ်ပြီးတော့ပြီးဆိုရင်တော့ကျွန်တော်ဖုန်မီတစ်ခုထိုးပြီးကြိုးလေးကိုနည်းနည်းတူတူလေးပေါ့နော်တလမလားဖြစ်ဖြစ်ဖြတ်ခဲ့ပါပြီးပြီဆိုရင်ကျွန်တော်ရေခဲ့မယ်တိုင်လေးတွေရေခဲ့ပြီး14ပေါင်မြောက်ကိုကျွန်တော်အက်လေးထက်ပြီးကျွန်တော်ကျိုးအဲ့အယောင်ပဲပေါ့နော်အဲ့လေးကိုဆွဲလာမယ်ပြလို့ရှိရင်ကျတို့ဖွမီလဲအာတခုထိုးရမလို့ဘူးပေါ့နော်အရှိတပေါက်ကိုကျတို့တိုင်တူနဲ့ထိုးလိုက်ပါ အရှိတပောက်တိုင်းတို့ထိုးပြီးပြီဆိုရင်ကျတို့တပောက်ကြော်ပြီးတော့မှ skip 1ဘောနော် skip 1ပြီးပြီဆိုရင် 60c တိုင်းရှိ6တိုင်းထိုးပါမယ်ဒီနောက်ကချင်းနည်းနည်းမြန်မြန်လေးတွားထားပါတယ်တိုင်းရှိ6တိုင်းပြည့်အောင်တပောက်ကြော်ပြီးထည့်လိုက်တယ်နော် င်းကိုဆက်ထားတဲ့ချီကိုလည်းတစ်ခါရထည့်ပြီးတော့ထည့်သိမ်းပြီးထိုးလာပါတယ်။ကျတော့ပြန်ဆက်မယ်ဆိုရင်လည်းတပေါက်ကြော်ပြီးတော့အရှိတပေါက်ကိုတိုင်တူနဲ့ဆက်တဲ့ပြီးရင်နောက်ထပ်တပေါက်ကြော်ပြီးတော့မှတိုင်ရှိ6တိုင်ထပ်ထည့်ပါမယ်။ကျေရောကလက်က9ချောင်းရှိရတော့9ချောင်းဆိုတော့ကျေရောတာကိုကျွန်9ပြန်ထိုးလာပါမယ်နော် ဟိုပဲတပောက်ကြော်ပြီးတိုင်ရှိ6ခုထည့်ပြီးရင်တပောက်ကြော်ပြီးတိုင်တူနဲ့ဆက်ပြီးပြီဆိုရင်တပောက်ကြော်ပြီးတိုင်ရှိ6ခုထည့်တပောက်ကြော်ပြီးတိုင်တူနဲ့ဆက်အဲ့လိုလေးငါပြန်ထုတ်ခဲ့ပါ နောက်ဆုံးမှာကျတို့တိုင်တူထိုးပြီးတော့ကျိုးချက်ချင်းဖြက်လေးရတယ်ရှိတပောက်ရှက်ကုန်နဲ့ဆက်ပြီးမှဖြက်လေးရတယ်เนาะဒါဆိုရင်စုစုပေါင်းကျတို့ဒီမှာငါးခုရှိပြီဒါလေးကိုဒီလောက်ထိထိုးတာနားလည်မယ်လို့ထင်တယ်เนาะအော်ကျတို့ကနောက်တစ်တစ်ဆင့်နောက်ဆုံးတစ်ဆင့်ပေါ့နော်ဒီလက်တစ်ဖက်ချင်းရဲ့အလိုအရှိနောက်မှာကျတို့ကအာဒါဟိုဖြစ်သွားပြီပေါ့နော်နောက်ဆုံးတစ်ဆင့်ပဲကျန်ပါတော့တယ် ုမီနာကုတိုပြောပထမတစ်ပတ်မှာကျွန်တော်တိုင်ရှိနေထိုးမယ်ပေါ့နော်အဲ့ဒီခါမှာကျွန်တော်နောက်ဆုံးတက်မှာဆိုရင်တိုင်ရှိစုစုပေါင်း14တိုင်ထိုးလာပါမယ်အဲကျွန်တော်ကခုနကျိုးဖြတ်ခဲ့တဲ့ဘက်ကနေပြီးတော့မှကျွန်တော်ပြန်ဆက်ထိုးလာရပေါ့နော်အဲကျိုးလေးတွေကိုလည်းတစ်ခါတည်းထည့်ပြီးတော့မှချက်ထည့်သိမ့်ပြီးထိုးလာပါတယ် ပြည့်သွားပြီဆိုရင်တော့ကျွန်တော်ခုနတိုင်တိုနဲ့ကျွန်တော်စထားတဲ့အပေါက်ပေါ့နော်အဲနာမကိုတိုင်တိုနဲ့ထိုးတယ်ပြီးလို့ရှိရင်အာကျွန်တော်ပတ်တန်စပြီဒီမှာတို့တိုင်ရှိတပေါက်တတိုင်းတပေါက်တတိုင်းနှစ်တိုင်းထိုးတယ်ပြီး DC increase ကိုကျွန်တော်နှစ်ခုလုပ်မယ်ပေါ့နော်အပောက်တဲ့ဘက် DC နောက်တစ်ခုထဲ ပြီးရင်နောက်တစ်ပတ်ကိုလည်းကျတို့တိုင်ပွားထည့်ရမယ်ပေါ့နော်ကျတို့ကတိုင်တူနှစ်တိုင်ပြီးရင်တိုင်ပွားနှစ်တိုင်ပြီးရင်နောက်ထပ်တိုင်တူနှစ်တိုင်အဲ့ဒါတပတ်စီပေါ့နော်စလို့ပေါ့ကျတို့က6ခုပေါ့နော်ပြီးရင်ကျတို့တိုင်တူနဲ့ပြန်ဆက်တဲ့နာကိုတိုင်တူနဲ့ပဲဆက်ပြီးရင်အဲ့ပတ်တန်ကိုပြန်သွားမယ် တိုင်းရှိတတိုင်းထုံးမယ်နောက်တစ်ပောက်ကိုလည်းတိုင်းရှိတတိုင်းထုံးမယ်ဒါနှစ်ခါပြီးသွားပြီပြီးရင်အလဲကနှစ်ပောက်ကိုကြောက်တော့ချေရောကတိုင်းရှိနှစ်တိုင်းနှစ်တိုင်းစီထည့်လိုက်မှာပေါ့နော်ပွာလိုက်တာပေါ့နော်အဲ့ဒီပတ်တန်အတိုင်းကိုပဲချေရောစစပောက်မပြန်ထိုးလာပါမယ်တိုင်းတော့ပြီးသွားပြီဆိုရင်တော့ချေရောဂျန်တဲ့ ဒီဘက်မှာဆိုလဲ14ပေါက်ကြမ်းမယ်ပေါ့နော်အဲ့ဒါကို14တိုင်လုံးထူထောက်ပါဒီမှာဆိုရင်ကျတို့ဒီနေထားပြီးပြီဆိုရင်ကျတို့ကျိုးလေးကိုအဲတစ်ချက်ဖြတ်လိုက်ပေါ့နော် တကယ်လို့ကျွန်တော်ကလက်တစ်ဖက်မှာကျွန်တော်ဒီလိုနှစ်ချမ်းနှစ်ချမ်းထိုးရမယ်ကျွန်တော်ကလက်နှစ်ဖက်ဆိုတော့စုစုပေါင်း၄ခုထိုးရမှာပေါ့နော်ကျွန်တော်အာဒီလိုနှစ်ခုမြောက်ထိုးတဲ့ချိန်မှာဆိုရင်ကျိုးကကျိုးကကျွန်တော်ရှက်ကုန်တယ်ဒီလိုလေးပြန်ဆက်ရမှာပေါ့နော်ဆက်တဲ့ခါကျရင်အာ slip stitch နဲ့ဆက်ရမှာဖြစ်တဲ့အတွက်အကြရင်ကျွန်တော်ကကျိုးမဖြတ်ဘဲနဲ့ဒီလိုနှစ်ခုနှစ်ခုတစ်ဖက်နှစ်ခုတစ်ဖက် စီထိုးပါနော်ဒီဘက်ကဒုတိယပောက်ဆိုရင်ဒုတိယပောက်တတိယပောက်ဆိုတတိယပောက်ဒီဘက်ပောက်ကညီဟိုဘက်ပောက်ထဲဒီဒီမှာမနော်ခြေထိုးတတ်လို့အကိုဟိုဘက်ထိထိုးတာပြီးရင်ကျိုးဆွဲလာပြီးတော့ချက်ကုန်ဆက်နော်ဒါလည်းလည်းလေးပဲထဲမဲ့ကျိုးဆွဲလာပြီးဆက်မဲ့ပြီးရင်ပောက်ထဲထဲမဲ့ကျိုးဆွဲလာမင်းဆက်မဲ့အဲ့လိုလीနော် ချရိုဒီမှာတိုင်တူနဲ့ဆက်ပြီးတဲ့အပေါက်ပြီးသွားပြီဆိုရင်တော့ဒီဘက်ချရိုရဲ့အရှိတချမ်းကအပေါက်ကိုချရိုအဟိုးဘက်တဲ့မဆက်တော့ဘူးပေါ့နော်ဒီလိုဘက်တစ်ပေါက်ပဲသွားမယ်ဘာလို့လဲဆိုတော့ချရိုလက်ချောင်းလေးထည့်ဖို့အပေါက်လောက်ရမှာဖြစ်တဲ့အတွက်နော်ပြီးပြီဆိုရင်ချရိုကတိုင်တူအပေါက်ထိရအောင်ထိုးလာနော်ပြီးရင်ဒီမှာတိုင်တူအပေါက်ဆိုရင်ဒီဘက်ကနေ ိုဘက်ကတိုင်တိုပေါက်ကိုထည့်ပြီးတော့ရှက်ကောနဲ့ဆက်ပြီးဒီဘက်ကတိုင်စီအပေါက်ကိုပဲပြန်ယူပါမယ်ဒီလောက်ဆိုနားလည်မင်းတင်နော်ဒါဆိုချေထိုးထားတာလीဆက်ပြီးတော့လိုက်ကြည့်ခဲ့ပါသူကအဆုံးထိအဲ့တိုင်းပဲရှက်ကောလေးနဲ့ဆက်သွားမှာပါနော် ဆုံးထိဆက်ပြီးသွားပြီဆိုရင်ဖွင့်မီးလေးတစ်ခုထိုးပြီးတော့မှအိုင်နာလေးကိုကျူးဖြတ်လိုက်လို့ရပါတယ်နော်ဒီထိကတော့ကျေတို့ပထမဆုံးအကျန်းသစင်ရသွားပါပြီနော်မဘာကျတော့ဒီအောက်နားလေးကိုအစီးလေးလိုမျိုးလေးပေါ့နော်နောက်တစ်ခုထထိုးချင်နေတယ်ပြီးတော့ပြန်ဆက်မယ်ပေါ့နော်အဲကြောင့်မလို့အ ခုကျွန်တော်ဖွင့်မီ6ခုထိုးပါမယ်နေ3 4 5 6ပြီးရင်ဒုတိယပောက်ကနေပြောကျွန်တော်တိုင်လက်ထိုးမယ်တိုင်လက်ကိုဒုတိယပောက်နဲ့တိုင်လက်ထိုးတော့ကျွန်တော်စွတ်စွတ်ပေါင်းတိုင်လက်9တိုင်ရှိမယ်ပေါ့နော်3 4 5 6 ငါပြီးငါတရန်တက်မယ်ဆိုရင်ဖူမီတခုထိုးပြောပြန်လက်သူတဲ့ခါကျတို့ကဒီမှာဘောနောအနောက်တချမ်းကိုပဲယူပြီးတော့မှ back loop only နော်အနောက်တချမ်းကိုပဲယူပြီးမှထိုးပါတယ်ကျတို့အပေါ်မှာဆိုဖွင့်ပြီးလို့မျိုးရှိမှာဟုတ်ဆိုရင်ကျတို့အနောက်တချမ်းကိုပဲယူပြီးတော့မှတိုင်လက်လီထုတ်ပါမယ်ငါးတိုင်းပေါ့နော် အမ9တိုင်းရှိရင်အပေါ်မှာလည်း9တိုင်းပဲဖြစ်ရပါမယ်။မမစီနဲ့နော်။ပြီးရင်အတိုင်းပဲဖွင့်ပြီးတစ်ခုထိုးပြီးတန်လက်ဆွဆွပေါင်းဒါဆိုချင်းနှစ်တန်းထိုးထားပြီးပြီပေါ့နော်။ဆွဆွပေါင်းချေရိုးအတန်း20ထိုးပါမယ်။ တန်း20ထိုးပြီးသွားပြီဆိုရင်ဒီလိုရှိရှိလေးရပါမယ်။ကျိုင်းဒီမှာကွက်တိပဲပေါ့နော်။တကယ်လို့အာအဲ့နားလေးကိုနည်းနည်းကျက်ကျက်လေးလှုပ်ချင်နေဆိုရင်တော့18တန်းလောက်18 19လောက်ပဲထိုးလဲရရယ်နော်။18 19လောက်ပဲထိုးလဲရရယ်။ဟောဒီနားမှာဆိုရင်ကျွန်တော်ချုပ်အပ်လေးလိုပါမယ်။မဆိုရင်ချုပ်အပ်ကိုဒီအပ်တဲ့ချုပ်အချီကိုအပ်ထည့်ထည့်လိုက်ပါမယ် ပြီးရင်ကျတို့ ID နှစ်ခုကိုအရင်ဆုံးကတ်ချုပ်မယ်ပေါ့နော်ကတ်ချုပ်တဲ့ခါမှလည်းကျတို့ဘယ်ဖက်ချုပ်ချုပ်အဆင်ပြေပါတယ်သူကနှစ်ဖက်လုံးလာတာဆိုတော့လေဒါမှချုပ်ပြီးသွားပြီဆိုရင်တော့တစ်ဖက်ကိုအာကိုကြိုက်တဲ့တစ်ဖက်ထားပြီးတော့မှကျတို့ဟိုလက်အိမ်ကားနဲ့ကတ်ချုပ်ရမှာနော်မနေ့ချက်ဒီချက်လက်မဘက်က တချမ်းကိုတော့ချေအနောက်တကြိုးပဲယူပြီးတော့မှချုပ်လိုက်ပါတယ်။ Okay ဒီမှာဒါလေးဆိုရင်ဒီလိုလေးပြီးတိုင်းတိုင်းတော့ချေဒီဘက်လက်အိတ်လက်အိတ်ကခုနကအလားဖက်ပေါ့နော်ကျတို့အလားဖက်ကနေရှက်ကောနဲ့ဆက်ထားအဲ့တော့အဲ့ဒါကိုမလားဖက်လဲလိုက်နော်ကျတို့ချုပ်မှဆိုတော့ချေကမလားဖက်ကိုပဲချုပ်ချင်တယ်ပေါ့နော်ခုနရှက်ကောနဲ့ဆက်တာကြတော့ချေကအလားလိုမျိုးပုံစံလေးဖြစ်နေခါကြတော့လေဒီဘက်ဆိုကုန်းခုံးသိမ့်မလားပေါ့နော်ကျတော့ခုနက ရှက်ကုန်တဲ့ဆက်တဲ့ဘက်ကိုအလားဖက်ထားပါတယ်။ပြီးရင်တော့ကျတို့ဒီဘက်ထိတ်နဲ့ overtake နှစ်ခုကိုကျတို့ဆက်လိုက်ပါမယ်။ဒီဆက်တာကလည်းသူကအပောက်ကတိစကြအဲ့လိုမျိုးတွေမရှိဘူးပေါ့နော်။ဒါပေမဲ့အာအကွာဝေးကိုချင့်ချိန်ပြီးတော့မှပဲဆက်လိုက်ရင်အဆင်ပြေပါတယ်။ ဟိုအရန်ဝိညာဉ်လည်းမဟုတ်ဘူးအရန်ကြက်ကြက်ကြီးလည်းဆွဲနေပေါ့နော်ဒီခြေလေးတွေကြတော့အရန်ကြက်ကြက်ကြီးထိုးလိုက်ရင်အနာနီမှာဆိုစိုက်ရလိုမျိုးကြီးရတင်းတင်းလိုမျိုးကြီးဖြစ်နေလိမ့်မယ်ဖဖလေးပဲချုပ်ပြီးတော့မှပပတ်လေးလေးချုပ်ခဲ့ပါအဲ့နောက်မှာကဟိုခြေရိုးကျိုးဖြတ်ထားတဲ့နှကျိုးလေးနှကျိုးသုံးကျိုးရှိရပေါ့နော်အဲ့အဲ့ကျိုးကိုအဲ့ကျိုးနေရာနားရောက်ပြီဆိုရင်လည်းခြေရိုးတက်ခါတယ် ထည့်ပြီးတော့မှတင်ပြီးတော့မှချုပ်သွားစီချင်ပါတယ်အာဒီနားလေးမှာပေါ့နော်ဒီမှာဒီကြိုးလေးတွေကိုထည့်ပြီးတော့မှခါရဲတင်ချုပ်ထားပြပါတို့ပပလည်းချုပ်လာပြီဒါချင်းနဲ့ကြော်ထားရပေါ့နော်တင်လေးတို့ပပလည်းချုပ်ခဲ့ပါပြန်ချုပ်ခဲ့တဲ့ကြိုးလေးတွေထဲကိုကျတို့အခုကြိုး အန်လီနဲ့ဂျူလီကိုတင်လိုက်ပါနော်အိုင်နာလေးကိုလည်းကကြီလေးနဲ့ဖြတ်လိုက်ပါဒါဆိုချေလို့လက်အိတ်ပြီးတော့ပြီးနော်တကယ်လို့အာယောက်ျားလေးတွေအတွက်ဆိုရင်အသေးလေးတွေအလိုမျိုးမထည့်ချင်ဆိုရင်ယောက်ျားလေးတွေအတွက်ဆိုရင်ဒီဆင်လောက်နဲ့ဆိုရင်ကြည့်စရာကောင်းတဲ့လက်အိတ်လေးရပါပြီကဲဒါဆိုချေလို့အပေါ်ကဒီမှာပေါ့နော်ခွာလေးထိုးမယ်အသေးလေးတွေအပွင့်လေးတွေထိုးမယ်ပေါ့နော် အရင်ဆုံးအသေးထုတ်မယ်အသေးတော့ကကျွန်တော်အရင်ဆုံးဖွင့်မိငါးခုထုတ်ပါမယ်နော်တဲ့နဲ့တုံးလေးငါဖွင့်မိငါးခုထုတ်ပြီးရင်ကျွန်တော်ကအိုးပထမဆုံးထုတ်ထားတဲ့ဖွင့်မိတပောက်ကိုရှက်ကော်လေးနဲ့ဆက်လိုက်ပါပြီးပြီဆိုရင်ကျွန်တော်ဖွင့်မိသုံးခုထုတ်ပါမယ်ဒီဆိုရင်နေရတင်တိုင်းရှိအပေါက်ထဲထည့်မယ်ပေါ့နော်။နေရရမယ်အပေါက်ထဲထည့် chú sẽ là nà chú sẽ thấu nà chú sẽ thấu nà chú sẽ thấu biến nà yê yê bảo đại thế biến nà chú sẽ thấu nà chú sẽ thấu nà chú sẽ thấu là chú rô cả tông đại thế mà nó thành cụ thể hà cả nà sơn đại mà biến đó chú rô tăng sĩ bảo nó tây yết tinh tăng sĩ mà tây tăng nà tăng tông đại tông đại thế mà nó ပြီးရင်ကျတို့ဖွင့်ပြီးတစ်ခုထိုးပါအခုချေထိုးတဲ့ပတ်တန်တိုင်းပဲထိုးလာနော်ပြီးရင်တော့အာနရစ်တင်တိုင်းရှိတိုင်းထည့်မယ်ဖွင့်ပြီးတစ်ခုထိုးမယ်တိုင်းရှိသုံးတိုင်းပြန်ထိုးတဲ့နဲ့ ဆုံးမှာသူတို့ကနရစ်တင်တန်းရှိသုံးတိုင်ထည့်လိုက်နော်ဖမီးတုံးခုထုံးမယ် ပြီးတော့အဒီအပေါက်ထဲပေါ့နော်ဖမီငါးကိုထိုးထားတဲ့အဲအပေါက်ထဲကိုစကောလီနဲ့ဆက်လိုက်ပြီးဖမီတကူထိုးပြီးတော့ချုပ်ဖြတ်လိုက်ပါ ကိုကျရိုးအတဲလေးရပါပြီတဲလေးကိုသူကနှစ်ခုထိုးထားပါမယ် အဲကျိုးတူလေးတွေကိုကျတို့အနောက်မှာတခြားတင်ခဲ့ပါမတင်ပဲနဲ့ကျိုးချီပြီးတော့မှဖြတ်ထားလိုက်ရပါတော့ကျတို့ကကော်နဲ့ပြန်ကတ်ရအောင်ဆိုတော့လေဒါဆိုဒဲလီထူတာနားလည်မြင်ဒီမှာနေနော်ကချေရုလက်ကလီ လက်ချောင်းလိုမျိုးဝိုင်းဝိုင်းလေးဟာလေးထုံမယ်ပေါ့နော်အရင်ဆုံးချရုံမချရင်လုပ်မယ်မချရင်ကတော့အကုန်လုံးလုပ်တတ်မယ်ထင်ပါတယ်နော်မချရင်လုပ်မယ်ပြီးပြီဆိုရင်အဲမချရင်တဲ့ကိုချရုံကတိုင်လက်၁၀တိုင်တိုင်လက်ကလွယ်လွယ်လေးပဲနော်တရရစ်မယ်အဲခုနအပေါက်ကြီးတဲ့ထက်ပြီးရင်တုံးကျုံလုံးဆွဲထုတ်ပြီးရင်အပေါက်သေးဦးထက်မယ်တုံးကျုံလုံးဆွဲထုတ်တရရစ်အပေါက်ထက်ထက်တုံးကျုံလုံးလက်ဆွဲထုတ် เนาะตากูจะรู้เซคเอาเทปแบบนี้ ဲတိုင်လုံးထည့်ပြီးရင်တော့ဒီချိုးလေးကိုဆွဲလိုက်ပါတင်းတင်းလေးဆွဲလိုက်နော်ပြီးရင်ပထမတစ်ပောက်နဲ့ချက်လို့ရှက်ကောလေးဆက်ပြီးရင်ချိုးလေးဖြတ်ချိုးလေးကိုချက်လို့ကအလားအနောက်ကမလားဖက်ကိုပို့လိုက်ပါနော်ဖက်ကိုပို့မယ်ပြီးလို့ရှိရင်အချိုလေးနှစ်ခုကိုခြီးလိုက်ပါ။ဒါလေးကိုချေလို့စွတ်စွတ်ပေါင်း၁၀ခုလောက်မယ်နော်။ တာ40ခုလဲရပြီပြီးရင်အသက်2ခုလဲရပြီပေါ့နော်ဒါဆိုရင်ဒါလေးလေးကိုကျွန်တော်ကအာကော်ကန်အသုံးပြုပြီးတော့မှဒီလက်အိမ်နာကိုကတ်မှဖြစ်ပါတယ်ဒါလေးကတ်ပြီးရင်ပြီးပြီနော်ဒီမှာဒီဘက်ညာဘက်ကပုံစံလိုမျိုးလေးကတ်မယ်အရင်ဆုံးအသေးထက်အသေးထက်ပြီးရင်ဝန်ဝိုင်းလေးဟာလေးချက်ထက်ပြတလို့လေးလိုက်ထည့်လိုက်ရပြီနော် ဲဒါဆိုရင်ခြေရုပ်လွတ်ချင်တဲ့ချစ်ဆရာကောင်းတဲ့လက်အိတ်လေးရပါပြီ။ထွန်းနီလေးကလွလွန်လေးပဲနော်အလုံးလိုက်ထိုးပြီးအဆင်ပြေကြမယ်လို့မျှော်လင့်ပါရယ်။ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါရယ်။ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။ချဲ channel နဲ့ page ကိုလည်း subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့။နောက် tutorial တွေလည်းအများကြီးတင်ပေးအောင်မလို့ like and subscribe လုပ်ခဲ့ပေးပါနော်။ဒါဆိုကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။တတား။